မင်္ဂလာပါသားတို့သမီးတို့ရေအခြေကတော့စတ္ထမရန်ဇာရိတနဲ့ပြည်သူနှစ်တိဘာသာရက်ကိုတင် जा ပေးမဲ့တချေခင်မဲဖြစ်ပါတယ်ဒီနေ့တင် जा ပေးမဲ့သင်ခန်းစာလေးကတော့အခန်း1လူမှုကျင့်ဝတ်ခေါင်းစဉ်ရောက်ကသင်ခန်းစာ2ရိုသေလေးစားဝတ္တရားအကြောင်းပဲဖြစ်ပါတယ် ဒီချက်တင်ကြားပေးမဲ့သင်ခန်းစာလေးကတော့အခန်း1လူမှုကျင့်ဝတ်ခေါင်းဆောင်မှာရှိတဲ့သင်ခန်းစာနှစ်ယိုသေးလေးစားဝတ္တရားအကြောင်းပဲဖြစ်ပါတယ်ယိုသေးလေးစားခြင်းယိုသေးလေးစားခြင်းဆိုတာလူတဦးနဲ့တူဆက်ဆံတဲ့နေရာမှာသူတစ်ပါးအပေါ်မှာအလေးထားခြင်းဦးစားပေးခြင်းမိမိကိုယ်ကိုနှိမ့်ချဆက်ဆံခြင်းပဲဖြစ်တယ်เนาะဒီသင်ခန်းစာရဲ့ရည်ရွယ်ချက်လေးကတော့မိသားစုဝင်ချင်းချင်းအပြန်အလှန်ယိုသေးလေးစားမှုကို ဖော်ပြတဲ့အပြုမူကောင်းတွေကိုသားတို့သမီးတို့သိနာလဲပြီးတော့နေ့စဉ်လက်တွေ့ဘဝမှာကျင့်သုံးတတ်စီဖို့ဖြစ်ပါတယ်။အဲယူသေးလေးစားဝတ္တရားဆိုတဲ့နေရာမှာမိဘနဲ့သားသမီးကြားအပြန်အလှန်ယူသေးလေးစားမှုဆိုတာလေးကိုပြပြရအောင်။သားတို့သမီးတို့အိမ်မှာမိသားစုတွေနဲ့အတူနေကြတယ်နော်။ ဘွားဖိုးဖိုးဘွားဖွားဖေဖေမေမေဟလာဦးဦးတော်တော်ကိုကိုမမမောင်လေးညီမလေးတွေရှိကြတယ်မဟုတ်လားအဲအဲ့ဒီခါမှာသားသမီးတို့ဘလို့ဆက်ဆံကြတယ်ကြီးတဲ့သူကိုရိုရိုတေတေဆက်ဆံနေအဲရွယ်သူကိုလေးလေးဆက်ဆာဆက်ဆံနေကိုထဲငယ်တဲ့သူလေးကိုကျင်နာတနာချင်းဖြင့်ဆက်ဆံကြတယ်သားတို့သမီးတို့ရေမိဘနဲ့သားသမီးကြမှာကောင်းမွန်တဲ့ဆက်ဆံရရှိရန်နီလန်းတွေကိုဒီဇာတ်လေးမှာကြည့်လိုက်ကြရအောင်နော်အဲ မိဘတွေကသာသမီရဲ့စ조사မှုကိုချီးကျူးပေးတယ်။မိဘတွေရဲ့စကားကိုသာသမီကအလေးထားခြင်းပြုရမယ်။သာသမီတွေကိုမိဘတွေကချစ်ခင်တယ်လို့မိဘတွေကိုလည်းသာသမီအေကချစ်ချစ်ချစ်ခင်ရမယ်။နောက်သာသမီတွေရဲ့အားနည်းချက်အတာချက်တွေကိုမိဘတွေကလမ်းညွှန်ပြပေးမယ်။နီးလမ်းမှန်သွားနဲ့နော်။အဲ့ဒီခါမှာသာသမီတွေကလည်းသာသမီတွေကိုယ့်ရဲ့လိုအပ်ချက်တွေကိုတစ်ဖက်သက်မတောင်းဆိုရဘူးနော်မိဘတွေကိုဟုတ်လား။အဲသာသမီတွေရဲ့ဝါသနာအရေးချင်းတွေကိုမိဘတွေက ြုစုပြောထောင်ပေးမယ်မိဘတွေကိုလည်းသားသမီးတွေကရိုရိုတေးတေးဆက်ဆံရမယ်သားသမီးတွေကိုမိဘတွေကချုပ်ချယ်မှုမရှိဘဲနဲ့လွတ်လပ်လပ်ဆက်ဆံခွင့်ပေးထားတယ်အေးဒါကိုလည်းသားသမီးတွေကမိဘတွေကိုအခွင့်ကောင်းယူပြီးတော့ဟောမိဘတွေကိုမစိုးနွှဲရဘူးမိဘတွေကိုနားလည်ပေးရမယ်နော်ကဲဆက်ပြီးတော့ညီကောင်မောင်တို့အချင်းချင်းအပြန်အလှန်ရိုသေလေးစားမှုတွေကိုကြည့်လိုက်ကြရအောင် ခုနချက်ပြောခဲ့သလိုမိဘနဲ့သားသမီးကြားအပြန်အလှန်ယုံကြည်လေးစားမှုတွေရှိဖို့လိုအပ်တယ်လို့ညီကောင်မောင်နှမအချင်းချင်းမှာလည်းအပြန်အလှန်ယုံကြည်လေးစားမှုတွေရှိဖို့လိုအပ်ပါတယ်နော်အဲ့ဒါလေးတွေကိုမိကုံးလေးတွေနဲ့စဉ်းစားဆွေးနွေးကြည့်ကြရအောင်တင့်တွင်နဲ့ညီကောင်မောင်နှမအများရှိပါသလားညီကောင်မောင်နှမရှိသည့်အတွက်တင်မီတို့ခံစားရပါသနည်းတဲ့ အဲသားတို့သမီးတို့မှာညီကိုမောင်နှမတွေရှိတဲ့အတွက်အတူတူကစားကြမယ်အတူတူစားကြမယ်ဟဟလာအဲတယောက်နဲ့တယောက်ကူညီစရာရှိရင်ကူညီကြမယ်ချစ်ချစ်ခင်ခင်နေကြမယ်အဲ့ဒီအတွက်ညီကိုမောင်နှမတွေစီစီလုံးလုံးနဲ့ပျော်ရွှင်ရတာပေါ့အဲနောက်မိကုံးလေးတခုဆက်ဆွေးနွေးကြည့်ကြရအောင်တင့်ပဝင်းကျင်တွင်တဲ့ညီကိုမောင်နှမကဲ့သို့ယင်းဒီသူများရှိပါသလားတဲ့ထိုသူတို့ရှိသည့်အတွက်တင်မီကဲ့သို့ခံစားရပါသနည်းတဲ့ပဝင်းကျင်မှာသားတို့သမီးတို့ ဟိုညီကိုမောင်နှမကဲ့သို့ရင်းနှီးတဲ့မိတ်ဆွေတွေရှိမယ်တငယ်ချင်းတွေရှိမယ်အေးအဲ့ဒီလိုရှိတဲ့အတွက်ခုနညီကိုမောင်နှမတွေလိုပဲဒါတို့ရင်းဒါတို့သမီးတို့ရင်းရင်းနှီးနှီးဆက်ဆံရမယ်ဟဲ့လားဟိုအတူတူစားကြမယ်အတူတူကစားကြမယ်အတူတူသွားမယ်အတူတူလာမယ်ဒါတို့သမီးတို့အတွက်အဖော်ရတယ်အားလဲအားကိုးရတယ်ခုနညီကိုမောင်နှမတွေလိုပဲအတူတူပဲပျော်ရွှင်ရပါတယ်ကဲသားတို့သမီးတို့ရေညီကောင်မောင်နှမအချင်းချင်းကောင်းမွန်တဲ့ဆက်ဆံရေးရရှိတဲ့နီးလန်းများပုံလေးတွေကိုကြည့်လိုက်ကြရအောင် အဲပဒီပုံလေးမှာကုညီတက်ချင်းတဲ့အဲဟိုမှာညီမလေးကစပိန်လဲသွားလို့လဲကြသွားတာကိုဆွဲထူပေးနေတယ်ဒါကကုညီတက်ချင်းတဲ့နော်ကဲ ောက်တစ်ခုအောင်မကြည့်ပါအောင်ယဉ်ကျေးမှုရှိခြင်းဆိုတာပစ္စည်းလေးပေးတဲ့အခါမှာလည်းလက်လေးနှစ်ဖက်နဲ့ယဉ်ယဉ်ကျေးကျေးလေးရိုရိုတည်တည်လေးပြကြယဉ်ကျေးခြင်းလို့ခေါ်ပါတယ်။ကဲဒီပုံလေးရကြတော့ဒူဒူကစားနေကြတာဆော့ကစားနေကြတာအဲဒီလိုဆော့ကစားခြင်းရပြီတရားတရားယဉ်နှိမှုတွေရရှိတယ်နော်ဒီပုံလေးကိုဆက်ကြည့်လိုက်ကြရအောင်အမလုပ်တဲ့သူကသူ့ရဲ့မောင်လေးကိုဟိုမှာနှွေထွေးကျင်နာစာနဲ့ပြုတ်မှုဆက်ဆံနေတဲ့ပုံလေးပေါ့ကဲဒီပုံလေးတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်ကြရအောင် ဒီပုံလေးတွေကိုဘယ်လိုတွေးရသလဲနော်ဒီရုပ်ပုံလေးတွေမှာဆိုလို့ရှိရင်ကိုညီတတ်ချင်းယဉ်ကျေးမှုရှိခြင်းယဉ်ညီမှုရှိခြင်းနှွေးထွေးကျင်နာမှုရှိခြင်းစသည်တို့ကိုတွေးရပါတယ်အဲအဲ့ဒီအပြုမှုများ ਨੇ ပတ်သက်ပြီးတော့ကောသားတို့သမီးတို့ထင်မြင်ယူဆချက်ကလေးတွေကိုပြောပြပါဦးအဲ့ဒီအပြုမှုတွေကနော်ညီကိုမောင်နှမအချင်းချင်းချစ်ခင်ရင်းနှီးမှုကြောင့်တရားတရားအပြန်လှန်လေးစားမှုရှိတယ်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရရှိနိုင်တယ်ချစ်ခင်ရင်းနှီးမှုတွေပို့ပြီးတော့တိုးပွားလာမှာဖြစ်ပါတယ်နော် ားတို့သမီးတို့ညီကိုမောင်နှမချင်းအပြန့်အလှန်ရိုသေလေးစားမှုတွေရှိသလိုနော်ညီကိုမောင်နှမတွေတရားတရားအခက်ခဲကြုံတွေ့တာတဲ့အခါမှာလည်းကူညီဖြည့်ရှင်းကြမယ်နော်အဲ့ဒါကြောင့်မလို့ကူညီဖြည့်ရှင်းကြမယ်ဆိုတော့သင်ခန်းစာလေးကိုကျေတို့လေ့လာကြည့်ကြရအောင်ကူညီဖြည့်ရှင်းကြမယ်တဲ့နော်ကိုဇင်ကစတ္ထမတန်းចောင်းသားလေးဖြစ်ပါတယ်။တော့သူ့မှာညီမလေးယမင်းဆိုတဲ့စရုပ်ရတန်းចောင်းသူလေးတယောက်ရှိပါတယ်။ နော်အဲ့ညီမလေးယမင်းရမူလာတန်းအစ်စ် စာစီစာကုန်းပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ယမင်းဟာစာစီစာကုန်းခေါင်းစဉ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဖို့အခက်အခဲဖြစ်နေတယ်ညနေအိမ်ပြန်ရောက်တဲ့အခါမှာယမင်းဟာကိုစင်းကိုစာစီစာကုန်းပြိုင်ပွဲအကြောင်းပြောပြတယ်အဲ့ဒီအခါမှာကိုစင်းကစာစီစာကုန်းစာအုပ်တွေပေါ်မှာဒီညီမလေးယမင်းရှင်ပြိုင်မဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုရှာဖွေပေးခြင်းအပြင်ယမင်းကိုစာစီစာကုန်းပြိုင်ပွဲဝင်ဖို့အကူအညီပေးခဲ့တယ် အဲဒါကြောင့်မလို့ယမင်းရကိုစင်းရဲ့အကူအညီနဲ့စာစီစာကုန်းပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။နောက်နေ့နဲ့ယမင်းကြောက်ရောက်တဲ့အခါမှာအတန်းပိုင်ဆီယာမကစာစီစာကုန်းပြိုင်ပွဲမှာယမင်းပထမဆုရတယ်လို့ပြောပါတယ်။ကဲကုညီဖြည့်ရှင်းကြမယ်ဆိုတဲ့သင်္ကန်းစာခေါင်းစရောက်ကမိကုန်းလေးတွေကိုခြေတို့ဆွေးနွေးကြည့်ကြရအောင်နော်။တင်းသည်တဲ့အခက်ခဲကြုံလာပါကတင်းဤအကိုအမများထံတွင်အကူအညီတောင်း၍ဖြည့်ရှင်းတဲ့သည်ဟုထင်ပါသလားတဲ့။ဘဲချောင်းနီးတဲ့။ အဲအခက်ခဲတွေကြုံလာတဲ့ခါမှာသားတို့သမီးတို့အကိုမတွေထံမှာအကူအညီတောင်းရဖြစ်ရှင်းသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အကိုရမတွေကသားတို့သမီးတို့တဲ့အသက်ရွယ်အားဖြင့်ကြီးတယ်။အဲ့ဒီအတွက်ကြောင့်သူတို့မှာဉာဏ်ပညာအတွေ့အကြုံတွေပိုများတယ်၊ဘုဟုတုတ္တတွေကျွေဝတယ်။အဲ့ဒီအတွက်ကြောင့်သားတို့သမီးတို့ကိုလိုအပ်တဲ့အကြံဉာဏ်တွေပေးနိုင်မယ်အကူအညီပေးတာတွေလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့သင်ဤညီမလေးညီလေးများတွင်အခက်ခဲကြုံနေပါကကုညီဖြစ်ရှင်းပေးပါမည်လားတဲ့။အဖဲချောင်းနေတဲ့။ အင်းညီလေးညီမလေးတွေမှာအခက်ခဲကြုံနေလို့ရှိရင်ကုညီဖြည့်ရှင်းပေးရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့မိမိတဲ့နော်သားတို့သမီးတို့တဲ့အသက်ငယ်တဲ့ညီလေးညီမလေးတွေပေါ်မှာဘလို့ဆက်ဆံလို့တနာကျင်နာစွာနဲ့ဦးစားပေးဆက်ဆံခြင်းအပြင်သူတို့ရဲ့အခက်ခဲတွေကိုကုညီဖြည့်ရှင်းပေးရမှာဖြစ်ပါတယ်ကဲနောက်ဆုံးမိကုံးလေးတခုကတော့เนาะညီကိုမောင်တို့မှတူးနဲ့တူးအခက်ခဲတွေကိုဒီလိုမျိုးအတူတကွအကူအညီဖြည့်ရှင်းပေးခြင်းဖြင့်မိသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်တဲ့ အဲဂျီကိုမောင်နှမတွေတူးနဲ့တူဟိုအခက်ခဲတွေကိုအတူတကွဖြေရှင်းကြရပြင်ဗါလေရလာမယ်ဆိုတော့တရားနဲ့တရားစီလုံးညီညွတ်မှုတွေရလာမယ်ညောင်ညီကိုမောင်နှမချင်းချင်းအလေးထားပြီးတော့ဂျင်နာနှွေးထွေးမှုတွေရှိလာမယ်ပို့ပြီးတော့လေချစ်ချစ်ခင်ခင်နေထိုင်လာကြမယ် ပြောစရာကောင်းတဲ့ညီကောင်မောင်နှမလေးတွေဖြစ်လာတာပေါ့စတဲ့အကျိုးကျေးဇူးတွေရရှိတယ်နော်ကဲသားတို့သမီးတို့ရေနော်ညီကောင်မောင်နှမချင်းချင်းအပြန်အလှန်ရိုသေလေးစားမှုတွေရှိရမယ်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိရမယ်အခက်ခဲတွေကိုကူညီဖြေရှင်းပေးရမယ်အဲ့ဒါတွေဟာသားတို့သမီးတို့အတွက်လက်တွေ့ဘဝမှာလွန်စွာမှအရေးကြီးပါလေကွယ်ကဲဒီတခါတော့ခြေကရိုသေလေးစားမှုကိုနေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးခြင်းဆိုတဲ့သင်ခန်းစာလေးကိုပြောပြမယ်เนาะ ဒီသင်ခန်းစာလေးကိုကြတော့သူကဇလန်းလေးတပုတ်အနေနဲ့ပြောပြပြီးတော့သားတို့ကိုဆွေးနွေးမှဖြစ်တယ်နော်။ကဲအဲ့ဒါဆိုလို့ရှိရင်ဇလန်းလေးကိုကြည့်လိုက်ကြရအောင်နော်။မိသားစုလေးတစ်ခုအကြောင်းပေါ့နော်။ဒီမိသားစုလေးမှာဖေဖေရဲ့မမေရဲ့သူရရဲ့မြမရဲ့ဆိုပြီးတော့မိသားစုဝင်၄ယောက်ရှိတယ်ဆိုတော့အဲ့မိသားစုလေးအကြောင်းပြောပြမယ်နော်။ဖေဖေနဲ့မမေကရုံးဝင်တန်းနေဖြစ်တယ်။အဲသူရကဆိုလို့ရှိရင်စတ်ထမတန်းចောင်းသားလေးဖြစ်တယ်။မြမကတတိယတန်းចောင်းသူလေးဖြစ်တယ်။ သူတို့တွေကမနေ့6နာရီမှာသူတို့ရဲ့လုပ်ငန်းတာဝန်အသီးသီးကိုစပြီးတော့ဆောင်ရွက်တော့မယ်เนาะဆောင်ရွက်ကြအဲအဲ့ခါမှာဖေဖေနဲ့မေမေကမနေ့စာစားဖို့ပြင်ဆင်ပေးနေတဲ့အချိန်မှာမေမေကဘာပြောလဲဆိုတော့တားနဲ့သမီးရေနနေ့စာစားမယ်လာကြဆိုပြီးတော့ခေါ်တဲ့ခါမှာသူရကညီမလေးရေမေမေခေါ်နေပြီးကြောင်းသွားဖို့ခဏနေမှပြင်တော့เนาะဆိုပြီးတော့သူရကညီမလေးလက်ကလေးကိုဆွဲပြီးတော့မနေ့စာစားဖို့လာခဲ့တယ်အဲအဲ့ခါမှာမြမြကမေမေသမီးကထမင်းကျော် မကြိုက်ဘူးလို့ပြောတယ် အဲသူရကဘာပြောလဲဆိုတော့ညီမလေးဖဖေနဲ့မိမရဲ့အစားအသောက်တွေကိုညညွတ်မြတ်တာအောင်လှုပ်ကျွေးနေတာရေးမများရဘူးနော်လို့ပြောတယ်။အကမ္မဖဖေကဘာဝင်ပြောလဲဆိုတော့ဟုတ်တယ်သမီးအစားအသောက်ကိုမြတ်တာအောင်စားရတယ်။နောက်နေ့ကျလို့ရှိရင် သမီးကြိုက်တာလှုပ်ကျွေးမယ်နော်ဆိုပြီးတော့ပြတ်တယ်။ မိမေကဘာပြဆက်ပြောလဲဆိုတော့ចောင်းသားဖို့နောက်ကြနေမယ်သားနဲ့သမီးရေမြင်မြန်စားကြနော်ဆိုပြီးတော့ပြောတယ်အဲ့ခါမှာသူရနဲ့မြမြတွေကမနက်စာစားပြီးတဲ့ခါမှာဟာသူတို့ရဲ့ပကံလေးတို့သူတို့ကသူတို့ကိုယ်တိုင်ဆေးပြီးတော့ចောင်းသွားကြတယ်ဖေဖေနဲ့မိမေရတယ်ယုံသွားကြတယ်တဲ့နော်သူရနဲ့မြမြမောင်နှမနှစ်ယောက်ကညနေចောင်းဆင်းပြီးတော့အိမ်ပြန်ရောက်လာတဲ့ခါမှာမိသားစုနဲ့အတူအိမ်လုပ်တွေကိုဝိုင်းကူလုပ်ပေးတယ်အဲမြမြကဘာလုပ်ပေးလဲဆိုတော့ ိုကြီးတဲ့အိမ်ထဲကိုဒီပြက်စီးလဲပြီးညီမလေးနားမလဲတဲ့သင်္ချာပု္ပ္ပာတွေကိုကူပြီးရှင်းပြပေးနော်လို့ပြောတယ်။သူကဗာပြောတယ်ဆိုအေးပါညီမလေးရဲ့ရှင်းပြပေးပါမယ်တဲ့နော်။မြတ်မြတ် ကိုကြီးဒီတခါသင်ချာဖြေတာအမှတ်နေတယ်ဖေဖေနဲ့မေမေကိုမပြောရဘူးလို့ပြောတယ်အဲသူရကပြောတယ်ဖေဖေနဲ့မေမေကိုပြောပြမှညီမလေးကိုကုညီဖြေရှင်းပေးလို့ရမှာပေါ့နော်မပြောဘဲနေရင်နားမလည်တဲ့ပုံစံတွေညီမလေးဖြေရှင်းဖို့ခက်နေမှာပေါ့လို့ပြောတယ်နော်အဲ့ဒီခါမှာညနေမိသားစုထမင်းဝမ်းကိုရောက်တဲ့ခါမှာမေမေကအမျက်မျက်ကိုကြည့်ပြီးတော့ဟလာကိုသားသမီးရိတ်ခဲကြည့်နေတာဆိုမိဘကတိတာပေါ့နော်အဲ့တော့ မမေကပြောတယ်။တမီးကိုကြည့်ရတာမမေကိုပြောစရာရှိတယ်နဲ့တူတယ်နော်လို့ပြောတယ်။မမေဟုတ်တယ်မမေနော်။တမီးတင်ချာဖြစ်တာအမှတ်နဲလို့ပါ။ဖေဖေနဲ့မမေကိုမပြောရဲလို့လို့ပြောတယ်။အဲ့ဒီခါမှာဖေဖေကပြောတယ်ဆိုတော့တမီးရဲ့နော်။တမီးရဲ့အခက်အခဲတွေကိုဖေဖေနဲ့မမေကိုပြောပြမှ ဖြည့်ရှင်းနိုင်ပါလေเนาะမိသားစုဆိုတာတယောက်နဲ့တယောက်နားလည်ရတယ်အခက်ခဲတွေကိုကုမီဖြည့်ရှင်းရမယ်ရိုးသားမှုတွေပွင့်လင်းမှုတွေရှိရမယ်လို့ဖဖေကပြောတယ်အဲသူရအဲ့ခါမှာဘာမှမပြောဟုတ်တယ်ဖဖေဒါလည်းအဲ့ဒါပဲပြောချင်နေတာเนาะမိမေကပြောပြန် သမင်းစားပြီးရင်မိမေရသားနဲ့သမီးတွေကိုဟိုစားတွေကူပြီးတော့ရှင်းပြပေးမယ်ဆိုပြီးတော့ပြောတယ်အဲမြတ်မြတ်ကတော့အဲ့လိုပဲပြောတယ်ဆိုတော့သမီးကိုမဆူပဲကူညီပေးလို့ယေရှုတင်ပါတယ်ဖေဖေနဲ့မိမေဆိုပြီးတော့ပြောလိုက်တယ်နော်မိသားစုဝင်အချင်းချင်းမှာမိဘနဲ့သားသမီးကြားညီကိုမောင်နှမကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့လိုအပ်တယ်။အပြန်အလှန်ယုံကြည်လေးစားမှုတွေရှိဖို့လိုအပ်တယ်။ဒါကိုလက်တွေ့ဘဝမှာသားတို့သမီးတို့ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်ပျော်စရာကောင်းတဲ့မိသားစုဘဝလေးရရှိမှာဖြစ်ပါတယ်ကွယ်။ ်ကျေတို့ဒီသင်္ကန်းစာရဲ့အဓိကချက်ကလေးတွေကိုကြည့်လိုက်ကြရအောင်နော်အဲဒီသင်္ကန်းစာရဲ့အဓိကချက်ကလေးတွေကဘာလဲဆိုတော့လူတဦးနဲ့တူဆက်ဆံတဲ့နေရာမှာသူတစ်ပါးပေါ်မှာအလေးထားခြင်းဦးစားပေးခြင်းဖြင့်မိမိကိုယ်ကိုနှိမ့်ချဆက်ဆံခြင်းဟာယုံကြည်လေးစားခြင်းဖြစ်တယ်လို့နော်နောက်ပြီးတော့မိသားစုဝင်ချင်းချင်းအပြန်လန်ယုံကြည်လေးစားမှုရှိခြင်းဖြင့်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုရရှိစေနိုင်ပါတယ်ဒီချက်ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း1 ူမှုကျင့်ဝတ်ခေါင်းစဉ်အောက်ကသင်္ကန်းစာနှစ်ရိုတေလေးစာဝတ္တရားဆိုတဲ့အကြောင်းလေးရဖြစ်ပါတယ်။ချက်ဒီနေ့ပြောပြပေးတဲ့သင်္ကန်းစာလေးကိုသားတို့သမီးတို့လည်းနားလဲသဘောပေါက်လိမ့်မယ်လို့တချင်မျှော်လင့်ပါတယ်ကွယ်။နောက်လာမဲ့သင်္ကန်းစာမှာချက်တို့ပြန်တွေ့ကြမယ်နော်။